အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel မှာကြိုဆိုပါရစေကျွန်တော်ကတော့စာဖတ်သူသူရတင့်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရတပင်းဝတ္ထုထဲမှာဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပင်းမိတ်ဆွေကြီးကိုအောင်မြင်အသေးအဖွဲကလေးများကျွန်တော်ခိုးယူကြောင်းကြားသိရလျင်ခမားအံအားတင့်လိမ့်မည်ဟုထင်ပါသည် အထေဆိုင်ကလားထံမှဈေးတစ်တာတွေက တရားတန်သုံးချက်ယူခဲ့သူမှာကျွန်တော်ပင်ဖြစ်ပါသည်ဒီယုံပါဘူးတမ်းမှတစ်ဖက်၅ချက်သားစီရွှေချီချင်းတရံယူသည်မှာလဲကျွန်တော်ပင်ဈေးတိကြီးကုံစုံတိုက်ကချက်လက်မှတ်အတုနဲ့လဲကျွန်တော်ပင်ဝဲခဲခြင်းဖြစ်ပါသည်ဤကဲ့သို့ကျွန်တော်ဈေးတိကြီးနဲ့တင်ကြီးဈေးတဝိုက်ကျက်စားလိုက်သည့်အတွက်နမယ်ကြီးတခုကကြေးကံများထင်ကြီးနဲ့ဖန်စီတရားဆွဲပလေးစင်လုံးနဲ့ထောင်ကျနေသည်ဖြင့်လူကောင်းသူကောင်းများအတွက် အတော်ဟန်ကျသွားပါသည်တကယ်ဆိုမှန်သည်သူတို့အားတရားဥပဒေအရအေးမယူနိုင်သောအလိမ့်ဉဏ်ဖြင့်ဤသို့ပြုမှုခြင်းကိုချီးမွမ်းရမလိုပင်ဖြစ်ပါသည်တို့ကြတွင်ခမရတို့ပလိစုံနောက်ဘက်ကလူကောင်းတွေအမှုမစင်ဖို့သာအရေးကြီးပါသည်ယခုကဲ့သို့ခမားစီအကြောင်းကြားနေသည်မှာခမားတို့ခောက်ရတခြားပြက်ရတခြားဖြစ်နေသည်ကိုပြောင်းလောင်လို့ရမဟုတ်ပါအဆိုပါခိုး၍ရခဲ့သောငွေဖြင့်ရန်ကုန်စင်ကြီးပုံးအိမ်မိုးမလုံး စာရေးချက်တင်းနေရှာသောမြန်မာဆင်းရဲသားများအတွက်တပ်အားသမျှထောက်ပံ့ရန်ဖြစ်ရာ ခမည်းတော်သူခေါ်ဖို့ပင်ဖြစ်ပါသည်ဆောရာတပြင်းဦးအောင်မြင်ကစာကိုဖတ်ပြီးလျင်ဩတေဒုက္ခပေးတဲ့တပြင်းဟုညီးတွားနေမိလေတယ်အမှန်အားဖြင့်ဦးအောင်မြင်တို့မှာတလအတွင်းတင်ကြီးစင်းတဲ့ဈေးတစ်ကြီးတွင်နေကင်းကြောင်တောင်ခိုးမှုများဖြစ်ပွားနေသဖြင့်ပလိပတ်တို့အကူညီနေခိုက်ဖြစ်လေတယ် စုံတော်၄၅ဦးမှာ အရက်သားအသွင်ဖြင့်လူရိပ်လူကဲများကိုဈေးတဝိုက်တွင်ခတ်နေရာရုံထောင်ကြောင်မိဟုတကဲ့သို့ပလိတ်ကိုဂယုမဆိုင်သောတခိုးကြီးတဦးနှင့်ကက်ကြီးကိုက်၂ဦးမှာစုံတော်တို့လက်ထဲသို့ပါသွားကြရလေတယ်။အထက်အမိန်အရာဦးအောင်မြင်တို့တိုက်မှာဈေးတကြီးနဲ့တင်ကြီးဈေးနာတွင် အလုတ်ဝတရားကြာ၍နေကြလေတယ်။အခြားစုံထောက်ရန်အရေးကြီးသောကိစ္စများမပေါ်သေးသဖြင့်လေဦးအောင်မြင်မှာ တူလာကနဲ့ဝရယချီအောင်ဆောင်ရွက်နေရခြင်းဖြစ်ပေတယ်။ထိုဈေးသည်ကြီးနှစ်ခုအနီး၌သီပါဆရာကြီးတို့ကိုကားဦးအောင်မြင့်တို့တတိထားမိဟန်မတူချေ။အသက်50ခန့်နှုတ်ခမ်းမွေးကောင်းကောင်းတက္ကလအင်းကြီးရှင်ဖုံးအဖာပစိုးတောင်ရှိလွယ်အိတ်ကြီးနှင့်ဖဲတီတလက်ကိုအရေးထဲပင် ဖြစ်စေကမူအမြဲဆောင်ထားလေရှိသော လူကြီးတယောက်ကတခတရံဈေးကြီးနှစ်ခုအနားတွင်မြင်တွေ့နိုင်တယ်။ ဥရဟိုလူစီကားလာသောနေရာများဖြစ်ပေထိုလူကြီးအားစုံတော်များပင်တော်သားကြီးတယောက်ဟုထင်ကြမည်ဖြစ်လေတဲ့ထိုလူကြီး၏ထီးတွင်ကငါးမှုစေအပေါက်တစ်ခုရှိရာစင်စဲအားဖြင့် ထိုအပေါက်ကလူကြီးနောက်သို့ပလိန်များလိုက်မလိုက်စုံတော်များရိမ့်မိမရိမ့်မိချောင်းကြည့်သောအပေါက်ဖြစ်လေတဲ့ဒီပေါက်ဆရာကြီးအကြောင်းကိုတိကျကလူတိုင်းရေမောမိကြမည်ဖြစ်ပေတဲ့ဆရာကြီးကစကော့ဇေးကြီးနားရင် မိသည့်ဆိုင်၌အလေးတော့ရပါမလဲဟုအနောက်ဘက်ဆောင်းနန်းလျာမြောက်ဘက်မှ တောင်စီသို့ထီးကြီးဖွင့်လှစ်လာခဲ့လေတယ်။တခါမြင်၍အေးမကြီးတော်လဲနှစ်ခါမြင်လျင်အကဲခတ်ဆောင်းစန်းလေးရှိသောဦးအောင်မြင်ကအိုးဆိုင်တဆိုင်နားတွင်မရောမလဲရိုက်၍နေရာလူကြီးနှင့်ထီးပေါက်ကိုအကဲခတ်မိဟန်တူလေတယ်။လူကြီးလည်းဦးအောင်မြင်အကဲခတ်နေသည်ကိုခက်လှမ်းလက်မှဆေးလိမ်မိမိသလိုနှင့်ထီးပေါက်မှလဲပြန်၍ကြည့်ရှုရာ ဥအောင်မြင်မှာဒီပေါ်ဆရာကြီးကိုမယူဆိုင်ဟန်မရှိ အရှိစီတို့ကြီးရှုနေလေတယ်။ဒီပေါ်ဆရာကြီးမှာဈေးတဲ့အနောက်ဘက်ဆုံးမှအရှိတောင်ဘက်ဒေါန်ကျိုးတို့ကူးပြီးလျင်ဆိုင်တန်းများရှိ အရေးထဲမှပင် ထီးကြီးကို ဆောင်းလျက် အရှိတို့ရောက်ခဲ့လေတယ်။အရှိဆုံးအဆုံးတို့ရောက်သောအခါထီးပေါက်မှပြန်၍ကြည့်ရာတစုံတဦးကမိမိအားမှန်ပြောင်းနှင့်ကြီးရှုနေသည်ကို မြင်ရလေတယ်။မှန်ပြောင်းနှင့်ကြည့်လျင် မိမိလဲပြန်လှည့်ချီတီကိုတည်နိုင်သဖြင့်မြောက်ဘက်သို့တုတ်ချီတင်ကဟိုကွေတီကောက်နှင့်မှန်ပြောင်းเสียရဦးအောင်မြင်အားမျက်ခြေဖြတ်၍ထားခဲ့လေတယ်။ထိုနေ့နိုင်ပြန်တစ်ချက်အချိန်၌ကအသက်30ခန့်ဘိုးကားပြားတစ်ယောက်ကရွှေကိုင်းမြမှန်ချာလီနှုတ်ခမ်းမွေးမျိုးနှင့်တိမ်ကြီးစီစီယုံအောက်ထက်စိန်ရွှေရောင်းသောဘာဘူးဆိုင်တစ်ဆိုင်တွင် ထိုင်ရွှေ့နေသည်ကိုဂယုဆိုင်သူများမြင်မိကြပေမယ်။ထိုတနားရီအချိန်ကား စိန်ပါဘူးကြီးများထမင်းစားပြန်ခိုက်ဖြစ်ပြီးယုံကြည်ရသောလူငယ်များရောင်းရင်ဆိုင်ဆောင်နေရကြလေတယ်။နှစ်ဖူးတွင်ထုံသုံးတန်တားထားသောဘာဘူးကလားနှင့်ဘိုးကားပြားကအတော်လေးပေးဖြောင်းဟန်တူတယ်။ဒီတငယ်ရွှေတင်ကဘဲစည်းလေ။တိုက်တစိတာမြင်းတစိတာဘာတစိလဲတခင်။လက်ဟောင်းတိုက်တစိသေးကကွာ။ရှိတယ်တခင်။တခုကို22ချက်ရှစ်ပဲရောင်းတယ်။ကောင်းပြီ မင်းပြတာလည်းမကြအောင်ငါပြီးတော့ဈေးပြောမယ်ငါလိုချင်တာက1889ခုနှစ်ကဟာရီလိုချင်တယ်ရှာပေးမလားဈေးပြောရင်ရှာပေးပါမယ်တခင်ကောင်းပြီ22ချက်9ပဲပေးမယ်ထို့အခါကလားကလေးမှာမိမိလူကြီးများရောင်းဈေးထက်တပည့်ပိုရသဖြင့်ရောင်းခြင်းဇောနှစ်ရွှေတင်းက200 300ခန့်ရှိအိတ်ကြီးကိုတွန်းက1889ခုနှစ်ပါသောရွှေတင်းကားများကို ရွေးချယ်လေတယ်။ဘူကားပြားလဲကလားကလေးနှင့်အတူရော၍မှွေနှောက်ရှာဖွေရာမှ တခါတခါမောပန်းသည်ဟန်နှင့်ဘောင်းမီအိတ်ထဲမှလက်ကင်ပေါ်ပါကို ထုတ်ကာချွေးများကိုတုပ်လေတယ်။အင်ဒရီနှင့်တကွလက်အထားအသူတေးတက်လာသဖြင့်ကလားကလေးမှမရိမ့်မီရှာချေ။စင်စစ်ကဘောင်းမီအိတ်ထဲ၌လက်ကင်ပေါ်ပါနှင့် တခါတုပ်လျင် ရွှေတင်းကား၃လေးပြားဘူကားပြားလက်ထဲသို့ပါလာလေတယ်။ လေးငါးခါတော့ချွေးတုပ်ပြီးနောက်ဟေးဒီ15ပြားလေးပဲတွေ့တယ်တော်ပြီတပည့်22ချက်5ပင်နော်ဟုတ်လားမဟုတ်ဘူးတကယ်အစက22ချက်10ပဲပြောတယ် damn is မင်းက22ချက်5ပဲပဲပြောခဲ့တာမဟုတ်လားမဟုတ်ဘူးတကယ်22ချက်6ပဲယူပါဦးရွေးရောင်စည်းအတိုင်းလျှော့ရရောင်တော်လဲဘိုးကပြားမှာစိတ်ဆိုးတယ်လို့မန်မဲထွက်သွားသဖြင့်ကလားကလေးမှာ ရွှေတင်းကားများတင်ဆက်ရင်းကြံရှိလေတယ်။ဘူကားပြားကအဝေးသို့မသွားသေးပဲအောက်ထပ်သို့ဝင်ကာပဝါဆိုင်တစ်ဆိုင်တွင်ပဝါတစ်ပိုင်းကိုမေးရွေနေပြန်လေတယ်။ဆိုင်ရှင်ကလားမှာဗမာမိန်းမယူထားသော ကားပြားဟုတွေးတော့ကဈေးကိုပြောဆိုပြီးနောက်နှစ်ချက်ရှစ်ပဲနဲ့တဲ့သဖြင့်ရာဒန်ဆက်ကူတစ်ချက်ကိုထုတ်ရွေးပေးလေတယ်။ဒါလားလဲဆေးဒန်ဆက်ကူ၉ချက်၅ချက်တန်တစ်ချက်ငွေသား၂ပြား ငါးမှုစီတစီကိုထုတ်ပေးရာကကာဗျာကငွေဆက်ကူများကို ကလားရှိတွင်ရေတွက်နေလေတယ်။ရေတွက်နေရာမှဆက်ကူငါးချက်ကိုထုတ်လျက်ဓာရီပြန်ပြီးလဲလိုက်ပါ။ပူ၍ထုတ်ပြရာ ကလားမှာအံအားတင်၍နေလေတယ်။ကာဗျာမှာတီကြည်လျက်သူတို့ရှိတွင်ပင်ရေတွက်နေခြင်းဖြစ်ရာမမှန်ငွေဆက်ကူများအဘဲကြောင့်ပါသွားသည်ကို တွေ့ဝေ၍စဉ်းစားနေလေတယ်။မင်းဒုက္ခရောက်ချင်သလား ဘာလို့ဒီလိုလုပ်ရတာလဲကလားမှာခုခံငင်းဆန်ကချက်ချင်းအဆက်တကွဲဖြစ်ပြီးဆိုတော့ကြောင့်နောက်ထပ်ငွေဆက်ကူအကောင်း၅ချက်ကိုထုတ်ရပေးရလေတယ်။ကာပြားမှာငွေဆက်ကူရေတွယ်ရင်မကောင်းသောဆက်ကူနှင့်မျက်လှဲ့ပြသလိုလင်းလေလိုက်ဒီကိုမရိပ်မိရှာချေ။ဘူကာပြားကငွေဆက်ကူများရပြီးနောက်အိန္ဒြေရရနှင့်ပင်စီယုံအပေါ်ထပ်သို့တက်၍သွားပြန်လေတယ်။စီယုံအောက်ထပ်အပြင်ဘက်ဘာဘူးဆိုင်၌ကား ဘာဘူးကလာကြီးများပြန်၍ရောက်ရှိလာကြလေတယ်။မိမိတို့ရွှေငွေများကိုစစ်ဆင်းနေရာကာပြားဝယ်သောဆိုင်မှ ရွှေတင်းက20ပြားပျောက်ဆုံးနေသဖြင့်ကလာကလေးမှဟိုမိမ့်မဲနှင့်အကျိုးအကြောင်းပြန်ပြောနေလေတယ်။ကလာကြီးများကလည်းဤကာပြားပင်ခိုးယူသွားမည်ဟု နီးယာပလေးကိုခေါ်၍တိုင်လေတယ်။ဦးအောင်မြင်ကတပြင်းတပြင်းတကယ်ဉဏ်များတဲ့အကောင်ဟုနှုတ်ကမြည်တမ်းလျက် ဈေးတည်ကြီးတွင်တနာ ਈ ခန့်အကဲခန့်နေပြီးလျင်ဈေးဝင်ထောက်အခန်းသို့တက်၍တင်ကြီးစီဆက်ကက်ထရီတို့ဖုန်းဆက်လိုက်ကာကျုပ်စုံတော်ကြီးဦးအောင်မြင်ပဲဘာထူးတယ်လဲဟင်ဟုတ်လားကျုပ်အခုချက်ချင်းလာခဲ့မယ်ဦးအောင်မြင်ကတယ်လီဖုန်းကိုလင်းမြန်စွာချထားခဲ့ကာတင်ကြီးစီတို့ ကားကလေးနှင့်အတင်းပြေးလေတယ်ထိုအချိန်၌ကတင်ကြီးစီမိကိစ္စနှင့်စူစူပွတ်ပွတ်ဖြစ်ပြီးနောက်မိပြောက်၍နေကြရာဒုတိယအချိန်လူစုဖမ်းရန်အတွက် ဈေးတကားများပိတ်ပြီးပလိများဝိုင်းရန်ထားသောအချိန်ပင်ဖြစ်လေတယ်။ဈေးသူဈေးသားတို့မှတယောက်တခွန်းအကြောင်းကိုမေးလျက်ကြိတ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 ်နှင့်ဖြစ်၍နေကြလေတယ်။ဟောဦးအောင်မြင်ဌာနဟုဦးပါကအရေးတကြီးစီ၍ခေါ်လိုက်လေတယ်။ဦးအောင်မြင်လည်းကားပေါ်မှဆင်းပြေးလာရာဘာဘူးကလားစီကရွှေလင်းက20ပြားလိန်သွားတယ်။အထည်ဆိုင်တစ်ဆိုင်ကငွေဆက်ကူအကောင့်တွေပေးရတဲ့ အထုဆိုပြီးချင်းချောက်သွားတယ်။သူမထွက်သေးဘူး။အသက်50ကျော်ထီးပေါင်တဲ့အဖိုးကြီးမဟုတ်လား။မဟုတ်ဘူး။အသက်30လောက်ဘိုးကဗျာတဲ့။တပြင်းတပြင်းအရင်မရှိအဖျားမရှိအတန်မြီလိုက်လေတယ်။အင်စပါတာဥရွှေစုံတော့ကိုတင်းလိုက်ကိုဗတ်တင်ရှာစဘုတ်အုပ်ဥပါတန်တို့ကအပေါ်နဲ့တက်ရှာနေကြတယ်။အောက်ထပ်မှာလည်း6ယောက်9ယောက်ရှိတယ်။ဂိုင်းဂိုင်းကျွန်တော်လိုက်မှဖြစ်မယ်။ ။ဦးအောင်မြင်ကပိတ်ထားသောတကားတစ်ပေါက်ကို ဖွင့်စီလျက်ထတ်တုတ်တုတ်ဝင်လာခဲ့လေတယ်။ထိုအခိုက်အပေါ်ထက်မှဘောင်းမီအဖြူအင်ကြီးအနက်အုတ်ထုတ်ဖြူနဲ့ဘိုးလိုဝတ်ထားသောလူတယောက်အောက်ထက်သို့ဆင်းလာရာဦးအောင်မြင်နှင့်ရင်ဆိုင်တိုး၍နေလေတယ်။ဟင်ဦးအောင်မြင်။အိုးဦးရွှေမိပြီလား။အပေါ်မှာမတွေ့သေးဘူး။တားကြောင်အောက်ထက်ဆင်းလာတာပဲ။ကောင်းပြီလေ။ခမည်းအောက်ထက်ရှာကျွန်တော်အပေါ်ထက်ကိုသွားကြည့်မယ်။ တင်ကြီးစီအပေါ်ထက်မှာအတော်ပင်ကျယ်ဝန်းရာ ပလိများရှာကြသည်မှာ9မိနစ်ခန့်မြှကြာသေးတယ်။ခြေလှမ်းတွတ်တွတ်လူခွဲရှာကြသဖြင့်9မိနစ်အတွင်းဆိုင်စိတောင်ကျိုတောင်ကြားမကြံရောက်ခဲ့ကြပြီးဖြစ်လေတယ်။ဥောင်မြေမှာမိမိအားဒုက္ခအပြီးဆုံးလူကိုအသေးအဖွဲခိုးမှုကလေးနှင့်အမိဖမ်းရတော်မူဟုကြီးကအကောင့်တရာမျက်လုံးများတထားသည့်ပမာမျက်စိအလွန်ရှင်လျက်တဆိုင်မိတဆိုင်အငဲခိုက်၍နေလေတယ်။ဆိုင်တဆိုင်၌ကား ရမင်းမြင့်မိမတယောက်ကဘီးဆံပတ်ကပိုးကယိုနဲ့အထင်များကင်ဖြန့်နေလေတယ်။အမှန်တမယ်ကြည့်လျင် ရောင်းသူလိုလိုဝဲသူလိုလိုထင်ရလေတယ်။တပြင်းကလေကားခုလက်တွင် တောင်မြောက်လေးပါးကိုလင်းမြန်စွာကြည့်ရှုလျက်ကုံအင်းကြီးအဖြူအတွင်းကခောက်တင်အသင်ဝထားသော ပိုးတွန့်လုံးကြီးကို ဖြန့်ချလိုက်ရာဘောင်းမီတို့ကို ဖုံးမိပြီးဖြစ်လေတယ်။ကုံအင်းကြီးအဖြူကို အင်းမြန်စွာပြန်ဝပြီးအသင်ယူခဲ့သောစရုံးပုံကိုခေါင်းတွင်ဆွတ်လိုက်ရာပန်းနှင့်တကွပါလာသောမျက်မှန်နှုတ်ခမ်းမွေးတို့ကိုဖြုတ်ပစ်လိုက်သောအခါအယံမြင်သောမိမတစ်ယောက်ဖြစ်နေလေတယ်။တပြင်းမှဤကဲ့သို့ရုပ်ပြောင်းရာ၌လဲကျင်းလင်လှင်မြန်သည့်အတိုင်းအတက်အစင်းလူသူမတွေ့ခင်မိနစ်ဝက်အတွင်းပြီးစီးလေတယ်။တဝဲလုံးကွင်းအင်ဂျင်နက်နှင့် အသက်၄၀ခန့်လူကြီးတစ်ယောက်ကရခင်အထည်ဖြန်သောဆိုင်ရှိသို့ရောက်ရွေသွားလေတယ်။ အထယ်ကိုင်းနေသောမိမကိုမတိမတာအကဲခံနေလေတယ်။မိမကလည်းမတိမတာကြည့်မိရာထိုကဲ့သို့ကြည့်မိခြင်းပင်စုံတော့ကျော်ဦးအောင်မြင်ရဲ့မျက်လုံးအိမ်ထဲသို့တက်ပြင်းရဲ့ရုပ်ပုံတက်မှန်ကူပြီးဖြစ်လေတယ်။တို့ရာတွင်မိမိတယောက်တည်းဖြစ်ပြီးပြင်းပြန်သောတက်ပြင်းကိုမြည်တို့ဖမ်းရမည်နည်းဟု၅စက္ကန့်အကြံယူရန်မတိဟန်ဆောင်လျက်တောင်ကျူးတစ်ခုသို့ကွယ်လိုက်လေတယ်ထို့သို့ကွယ်လိုက်ခြင်းက ဥအောင်မြင်၏အမှားဖြစ်တော်တယ်။လင်းမြန်စွာထွက်ပေါ်လာသောအခါအထဲဝဲမိမမရှိတော်ချေ။ဆန်ရှင်အစ်စ်နှင့်တူတူအားမေးကြ။အထဲဝဲချင်းဖြစ်ကြောင်းသူကြိုက်သောအထဲရွေးရနေချင်းဖြစ်ကြောင်းနှင့်လင်းမြန်စွာအစ်စ်ခံလေတယ်။ဥအောင်မြင်ကပြာရာခက်၍သွားလေတယ်။အောက်ထပ်တကားပေါက်တွင်ကလက်ဆွဲချင်းတစ်ခုကိုခေါင်းပေါ်တွင်ရွက်လျက်အယံမြင့်မြင့်မိမတယောက်စူပူ၍နေလေတယ်။တကယ်တော့ရှင်တို့လူစုဖမ်းကျင်တာနဲ့ အိမ်ထမင်းချက်ရမှာမဟုတ်တော့ဘူးခဏလေးတီးခံပါခင်ဗျာ ထိုးအတွင်းလင်းမြန်သောမိန်းမကချင်းကလေးဖောက်ခနဲပစ်ချဟာတနေရာစီတို့ပြေးလေတယ်ဟောဟုတ်မယ်ဟုတ်မယ်ဖမ်းဖမ်းမလွတ်စေနဲ့ဈေးတစ်ခုလုံးစူညံရွေ့နေလေတယ်ဦးအောင်မြင်နဲ့ပလိတ်တစ်တိုက်မှာကလေးများပြေးတန်းလိုက်တန်းကစားတကယ်တို့တက်ပြင်းနောက်တို့လိုက်ကြရာဘိုးကီနှင့်ဘောင်းမီတို့ကလေးပေါ်အောင်ထမိန်လှန်လျက်ပြေးလွှားနေသောတက်ပြင်းအား အပြင်းလိုက်၍နေလေတယ်။ဈေးတစ်ခုလုံးကိုမိမိအိုးအိမ်ကဲ့သို့မှတ်ထင်နေသောသက်ပြင်းမှာတနေရာတွင်ဝတ်လိုက်တနေရာတွင်ချိုးလိုက်နဲ့မျက်စိလှဲစားနေသလိုနေရာပလိများမှာလည်းအခြားဈေးတဲ့ဈေးဝယ်များကြောင့်ခြောက်လုံးပြူကိုအတုံးခဲ၍လူချင်းအရာအမိသာလိုက်၍နေကြလေတယ်။တမိနစ်ခန့်ကြာလျင်သက်ပြင်းပြောက်၍သွားပြန်သည်ဖြင့်ဘဲမှထွက်မသွားနိုင်ဘူးကြည်ကြကြည်ကြအော်ဟေရင် ဆိုင်ကျိုးဆိုင်ကြားမှောက်ထားသောထင်းရှိတတာခုံများကိုပါလှန်လှောရှာဖွေကြလေတယ်။ပလိန်များကမြူနစ်စပယ်ဘက်မှကြွက်ရှာတကဲ့သို့ဖြစ်၍နေလေတယ်။ဈေးသူဈေးသားများမှလည်းတာ၍လှုပ်လှုပ်ရှားရှားဖြစ်၍နေကြလေတယ်။လီမီနီခံကြသောအခါတွင် လူတစ်ယောက်ကဦးအောင်မြင်ကားပေါ်တွင်ဘယ်အချိန်ကရောက်နေသည်မသိမောင်းနှင်ထွက်ပြေးသွားမှဦးအောင်မြင် အပြင်ရောက်နေပြီခမရကနေပြေးပြီ ဥွေအောင်ဟစ်တန်ကြားမှဦးအောင်မြင်လက်အပြေးထွက်လာလေတယ်။ဦးအောင်မြင်ရဲ့ကားကလေးကဖျားလန့်စီတို့ပြေးသွားရာဦးအောင်မြင်မှာအင်စပက်တာရဲ့ကားကြီးနဲ့အပြေးလိုက်ရပြန်လေတယ်။ဇီးတကားများကလည်းပွင့်ရွှေလာလေတယ်။အချိန်နာရီဘက်ခန့်ကြာသောအခါဘောင်းမီတို့ရှက်လက်တို့နဲ့ကားပြားတယောက်ကအေယုံဘက်မှအေးဆေးစွာထွက်ခွာသွားလေတယ်။ဦးအောင်မြင်မှာလည်းလန်ကက်စတာလန်တွင်ရထားခဲ့သောမိမိကားကိုတွေ့သဖြင့် အင်စပက်တာရဲ့ဒရိုင်ဘာအားအင်စပက်တာကားကိုမောင်းစီလျက်မိမိမှာ ကားကလေးကိုမောင်းရီပြန်လာရင်မိမိသွေးပူ၍တပြင်းတစ်ဖက်ဝိုးဝါးအပြင်ကလှုပ်သွားသည်ကိုတပြင်းဟုမှတ်ထင်မိကြောင်းတွေးတော့ကမှားပြီဗျို့မှားပြီပူ၍အရေးတကြီးဆောင်နေသောပလိမ်များအားပြောဆိုကဈေးငါရင်ကားကလေးကို ရှက်လိုက်လေတော့တယ်သူရိယမဂဇင်းမေလ1938ခုနှစ် နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။